တစ်တုံညာနှစ်ကုန်စစ်စင်ရေးအောင်ပွဲရတအောင်းတက် TNN ရတအောင်းနိုင်ငံရေးမှာအမြင့်ဆုံးဖွဲ့စည်းတည်ဖြစ်တအောင်းပြည်ကောင်စီ TNC ကိုဇွန်လ9ရက်နေ့မှာဖွဲ့စည်းကြောင်း PSNF TNN ရကြေညာပါတယ်တအောင်းနိုင်ငံရေးတိုင်ပင်ခံကော်မတီ TPCC ကနေဖွဲ့စည်းခဲ့တဲ့ TSC ထဲမှာအမျိုးသမီး30ရာခိုင်နှုန်းတိထည့်သွင်းထားတယ်လို့ TPCC တွင်ရမူမိုင်းနိုင်ကောင်စာကအမေကိုပြောပါတယ်ဒီမျိုးသမီးပါဝင်မှုနဲ့ပတ်သက်ပြီးမှပြောရရင်တော့ကျွန်တော်တို့ဒီ လက်ခံတည်ပြုထားတဲ့ဒေတောင်ပြည်တော်လည်ရေးကာလအစိုးရစီမံရေးအခြေခံမူမာကိုကဒီဆုံးဖြတ်ချက်ချမှတ်တဲ့ခိုင်ခံတဲ့အတိုင်းမှာအမျိုးသမီးအနည်းဆုံး30ရာခိုင်နှုန်းပါဝင်ရေးမှုကိုလက်ခံကောင်းတဲ့ပေါ်ဖို့သဘောတူထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီမဖြစ်မနေအကောင့်တဲ့ပေါ်ဆောင်ရွက်နိုင်အောင်ဝိုင်းဝန်းကြိုးပမ်းလှုပ်ဆောင်ခဲ့မှုတွေကြောင်း အခုလို အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်လာတာဖြစ်ပါတယ်ဒီနေ့ထဲတော်လိုင်းကြီးကလာတအောင်ဆိုရတတရပေါ်ထွက်လာရည်ဒီကရည်ရွယ်ပြီး TNC ကိုဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက်ဒီမျိုးသမီးတွေဟာလည်းအစိုးရဖွဲ့ရည်အဆုံးဖြတ်ပေးနိုင်သူတွေဖြစ်လာတော့မှာပါလို့ TPCC တွင်ရမှုကတော့ TNC အကြောင်းအခုလိုပြောပြပါတယ်ကျွန်တော်တို့ဒီအာပြောင်းလဲဖွဲ့စည်းလိုက်တဲ့ဒီ TNC ကနေမှဒီအဲတောင်းဒီအဲတော်လိုင်းကြီးအစိုးရအမြင့်ဆုံးပေါ်ပေါက်ဖို့နဲ့ကျွန်တော်တို့ဒီပေါ်ပေါက်လာတဲ့ဒီ အာဆိုရတွေကိုအာထိန်ချောင်းကိုကဲဥဆောင်ဖို့ရဲပြီးတော့ကျွန်တော်တို့ဒီတန်းတွေရဲ့နိုင်ငံရေးတွေကိုဥဆောင်ဖို့အာဒီ TNC ကိုကြောင်းလဲဖက်စီတာဝန်ပေးလိုက်တာဖြစ်ပါတယ်တုံးရတာကျင်းပါခဲ့တဲ့တအောင်းထိပ်တီစည်းဝေးဆုံးဖြတ်ချက်အရ TNC ကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSNF TNNL ခေါင်းဆောင်ဗိုလ်ချုပ်ကြီးတာအိုင်ဘုံကဥက္ကဋ္ဌလွေမိုခန်းကဒုဥက္ကဋ္ဌတဲ့တာအေးမောင်ကဒုဥက္ကဋ္ဌနဲ့လွှဲပုတ်ကမေချွဲကအတွင်ရင်မူဗိုလ်ကြီးလွေးရီက တွဲဘက်တွင်မှုဖြစ်တောင်းဝန်ယူပြီးဗိုလ်ချုပ်တာခူးလန်တာအောင်ပေတာချထွန်းနဲ့လွှေမိုးလိုင်တို့ကိုအဖွဲ့ဝင်နေဖြစ်တောင်းဝန်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိ PSNF TNA ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဖြစ်အသက်26နှစ်အရွယ်မျိုးသမီးဖြစ်တဲ့လွှေးရည်ဦးကိုတာဝန်ပေးထားပါတယ်။တအောင်းပြည်ကောင်စီအနေနဲ့တိတုံညာနှစ်ခုဆစ်စင်ရေးအတွင်းတိမ့်ပတ်ရရှိထားတဲ့နေမီတွေကိုခြေခံပြီးတအောင်းပြည်တော်လှန်ရေးကာလပြည်သူ့ဆိုရတရက်ကိုဖွဲ့စည်းနိုင်မှုဂျူပန်တော်မှဖြစ်တယ်လို့မြန်မာပြည်တော်လှန်ရေးအင်အားစုတွေနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဇွန်လ9ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တအောင်းတပ်ဟာရှမ်းမြောက်ရှိနမတူကုတ်ခိုင်မန်တုံမိုးမိတ်မိုးကုတ် မိုင်းလုံးမိုင်းငေါ်နောင်ချိုကြောင်မဲတီဘောနန်းစံနန်းခန်းစားတဲ့စနစ်မျိုးကိုသိပ်ပိုက်ထိချုပ်ထားပါတယ်ဒါအပြင်တရုတ်ဂျောင်းဝင်မှုနဲ့တူစစ်ကောင်စီနဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာဆွေးနွေးပွဲနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့အထက်ဒုတိယကြိမ်မှာစစ်ကောင်စီဘက်ကမျိုးငါးမျိုးကိုပြန်လည်ပေးပို့ဖို့တောင်းဆိုခဲ့တာကြောင့်ပွဲထက်ပြက်ခဲ့ပါတယ်ဒီနှစ်ဖွဲ့ဟာလာမယ့်ဩဂုတ်လထဲမှာတော့တတိယကြိမ်ပြီးဆွေးနွေးကြဖို့ရှိနေပါသေးတယ်